တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခေမူပါမြမစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းအလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာဒီပိုင်းစာမှာကတော့ကြောက်ရှန့်က အဖေဖေးသူခေါ်ထားအကြောင်းနန်ချင်းဆောင်လာပြီးတော့တွေ့ပါတယ်။အန်တော်ကြောက်ရှန်ကြားကစားနေသူ့ဖေးကိုကြည့်ရတာဟာပေါင်လူကြီးမင်းကိုတွေးနေတယ်လို့ထင်နေပါတယ်။ကြောက်ရှန်လည်းပေါင်လူကြီးမင်းကကုန်းဆုံးချက်အမှုကိစ္စကြောင့်စေတီစင်းမှတ်တမ်းခိုးယူတဲ့ကိစ္စတွေဆွဲထည့်ခံရတယ်လို့ပြောပြပါတယ်။ပြီးတော့ပေါင်လူကြီးမင်းကအလိုလိုလိုပါသဘောထားခံပြီးတော့တိမ်မိတ်ဘေးခံတော်နှမျောမိပြီမဲ့နန်းတော်ကချမှတ်တာပဲလို့ပြောလိုက်ပါတယ်။အဲဒါပြင်ပေါင်လူကြီးမင်းကတိုင်းပြည်အတွက်ရဖို့ခက်ခဲတဲ့သစ္စာရှိမူးမတ်တောက်တိုင်ဖြစ်တာကြောင့်ဒီအမှုကြောင့်တည်တံပေးခံတော်မယ်ဆိုရင်တော့ နန်းတော်အတွက်ပြန်လည်ဖြည့်ဆည်းလို့မရတဲ့ဆုံးရှုံးမှုကြီးဖြစ်သွားနိုင်တယ်လို့ကြောက်ရှန့်ရှင်းပြပါတယ်။အားလုံးမူမဲ့ရာရှိတွေအကုန်လုံးကလည်းနောင်ကိုကိုယ်တိုင်ဘေးကင်းစေဖို့အတွက်တောင်းဝင်မြူရဲကြတော့ပဲနေလိမ့်မယ်လို့ကြောက်ရှန့်ထပ်ပြောပါတယ်။ဦးတော်ကိုယ်တိုင်လည်းဒီကိစ္စကိုခတ်တွေးနေရအောင်ကြောက်ရှန့်ကိုခေါ်တွေးဖို့ဆုံးဖြတ်လိုက်တာပါ။ဦးတော်ရှိခါတော့ပေါင်လူကြီးများကြောက်ရှန့်ကိုရဲုံလေးစားခဲ့တဲ့အတွက်နှစ်ဖက်စလုံးပြေးဆုံးတဲ့နေလိုက်မျိုးစဉ်းစားပေးပါလို့တောင်းဆိုလိုက်ပါတယ်။အားလုံးကြောက်ရှန့်တော့ဒီကိစ္စမှာရွေးချယ်လို့ပဲရတဲ့အတွက်နှစ်ဖက်ပြေးဆုံးတဲ့နေလန့်ဆိုတာမရှိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောက်ရှန့်အတိုင်းပြည်ဥပဒေတည်မြဲဖို့ဆိုရင် ပေါလုံကြီးမင်းကတေမဖြစ်မယ်လို့ဒဲရိုးပဲပြောချလိုက်ပါတယ်။တကယ်လို့ပေါလုံကြီးမင်းကကယ်တင်ကျင်တော့မင်းကြီးကိုအထူးကင်းလွန်ခွင့်အမိန်တော်ချမှတ်ဖို့တောင်းပန်ရင်တော့ရလိမ့်မယ်လို့ကြောက်ရှန့်အကြံပေးလိုက်ပါတယ်။ဒါလို့ဆိုရင်တိုင်းပြည်ရဲ့ချုပ်ချာအာဏာတော်ပြည့်စုံမှာဖြစ်တဲ့အတွက်မူမတ်တွေကမကျေနပ်ဘဲနဲ့ညီလာခံမှာလှုပ်ခတ်သွားနိုင်လေလို့ကြောက်ရှန့်ထပ်ပြောပါတယ်။ဒါမဲ့ဥယျာဉ်တော်ရှိကတော့ကြီးလေးတဲ့တောင်ဝန်ကိုယူပြီးတော့ရွေးချယ်ပေးနိုင်တဲ့သူမရှိတာကြောင့်ပြဿနာတက်နိုင်တယ်လို့ရှင်းပြပါတယ်။ကြောက်ရှန့်တော့သူ့ဖေးတွေးနေပြဿနာကိုဖြေရှင်းမဲ့သူကမင်းကြီးပဲလို့ပြောပြလိုက်ပါတယ်။မင်းကြီးကတိုင်းပြည်ရဲ့ရှင်ပြန်တဲ့ဘာဖြစ်သလိုပေါင်ချီရလိုက်သူအားထားတဲ့မှုတန်းဖြစ်တဲ့အတွက် ပေါင်လူတိမင်းကိုကဲမကဲရမင်းကြီးကိုယ်တိုင်ပဲဆုံးဖြတ်နိုင်လိမ့်မယ်လို့ထပ်ပြောလိုက်ပါတယ်။အဲကြောင့်ဒီအမှုလက်ရှိမှာမရှောက်တင်ရသေးမယ်။ပေါင်ချင်းနဲ့ပတ်သက်လာရင်တော့ရှောက်တင်မှဖြစ်မယ်လို့ဦးတော်ကဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့အချိန်နှောင်းနေဖြစ်တာကြောင့်ကြောက်ရှန့်မင်းကြီးကိုအရင်သတိပေးဖို့လူရှိမှရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဦးတော်ရှိကမင်းကြီးရဲ့စကားကိုနားထောင်တာဖြစ်ဖြစ်နားမထောင်တာဖြစ်ဖြစ်မသိတော့ဘူးလို့ကြောက်ရှန့်တားလိုက်ပါတယ်။အဲဒါမှဦးတော်ရှိသားဝင်ပါလိုက်ရင်ဒါမှမဟုတ်အုပ်ချုပ်ရေးမှာဝင်ပါတယ်ဆိုပြီးတော့တန်ကြားဖြစ်လာနိုင်တယ်လို့ကြောက်ရှန့်ပြောလိုက်ပါတယ်။အဲကြောင့်ဦးတော်ရှိလည်းမတ်ချိုဒီဝမ်ကိုသွားခိုင်းဖို့စဉ်းစားလိုက်ပါတယ်။ ါမဲ့ကြောင်းရှမ်းတော့မတ်ထုတ်ကြီးဝမ်ကလည်းအုတ်ချုပ်ရမ်းနေရတယ်မလို့ကင်းတာကြောင့်ဦးတော်လိုပဲဝင်ပါဖို့မသင့်တော်တဲ့လူပဲလို့ပြောလိုက်ပါတယ်ကြောင်းရှမ်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အသင့်တော်ဆုံးလူကတော့သူပါပဲလို့ဦးတော်ရှိကိုပြောပြလိုက်ပါတယ်ပြီးတော့ကြောင်းရှမ်းနဲ့မင်းကြီးကညီကိုတွေဖြစ်တာကြောင့်သူပေးတဲ့ကြံကိုမင်းကြီးလက်ခံလို့လည်းရတယ်လို့လက်မခံလည်းရတာပဲလို့ရှင်းပြပါတယ်အားကြောင့်မင်းကြီးဘလို့ဆုံးဖြတ်မလဲဆိုတော့သူကမေးခွန်းထုတ်ခွင့်မရှိဘူးလို့ပြောလိုက်ပါတယ်ဦးတော်လည်းကြောင်းရှမ်းအသင့်တော်ဆုံးဖြစ်တာကြောင့်နှောင့်နှေးလို့မဖြစ်တဲ့အတွက်မနက်ဖြန်တော့သွားမရမယ်လို့ပြောလိုက်ပါတယ်။အနောက်တော့ကြောင်းရှမ်းရဲ့မင်းကြီးစီကိုသွားတွေ့ပြီးတော့စကားသမီးအစပြောပါတယ် ပြီးတော့ကြောင်ရှန်ကကိုရီးကိုရာကိစ္စအတွက်ဆိုပြီးတော့နန်တွင်ဝင်ငွေရှောက်တင်ခဲ့မယ်မင်းကြီးကိုရှောက်တင်စရာအလုပ်ကိစ္စရှိနေကြအောင်ပြောပြလိုက်ပါတယ်အဲ့ဒါမှတော့ကြောင်ရှန်ကပေါင်ချင်းပေါင်လူကြီးမင်းနဲ့တေးရှင်ပတ်သက်တဲ့ကိစ္စပဲလို့ပြောပြလိုက်ပါတယ်မင်းကြီးလည်းမှစိတ်ပူသွားပြီးတော့ကြောင်ရှန်ကိုအမြန်ရှောက်တင်ခိုင်းလိုက်ပါတယ်အဲ့ဒါမှတော့ကြံကြောင်းစီကိုဝိညာဉ်ရောက်လာပြီးတော့ကိုခန္ဓာအရာနဲ့နဲ့နဲ့တန်ကြိုးကနေလွတ်အောင်မလုံးနိုင်ပါဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကြံကြောင်းနေနဲ့အိုင်းကုန်ပြီးတော့အသားနာအောင်ပဲရှိလိမ့်မယ်လို့ပြောလိုက်တာပါကြံကြောင်းကသူ့မှာအခွင့်အရေးတစ်ဝက်ပဲရှိမယ်ဆိုရင်တော့သူလက်ဆုံးမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ် အဲ့နောက်ကြာကြောင်ဝိညာဉ်သူ့ကိုကျွေးတဲ့အစားတောက်ထဲမှာအယူပြောသေးထဲထားပဲလို့ပြောလိုက်ပါတယ်ဝိညာဉ်လည်းဝင်ခံလိုက်ပြီးတော့ကြာကြောင်ရဲ့ကိုယ်ထဲမှာဆေးသွမ်းနေမပြေခင်မှာကြာကြောင်ထပ်တောက်မိအောင်လုပ်ရမှာပဲလို့ပြောလိုက်ပါတယ်ကြာကြောင်အားအကြောင်းပဲသူ့မှာဒီအစားအစာတွေကိုစားပြီးတော့အသက်ရှင်နေဖို့မလိုဘူးလို့ပြောလိုက်ပါတယ်ဒါမဲ့ဝိညာဉ်တော့ကြာကြောင်ရဲ့အကျိုးကိုထိန်းချုပ်ပြီးအတင်းစားခိုင်းမှာဖြစ်လို့ဆိုရင်နေเจ้าကိုပြောပါတယ်ကြာကြောင်တော့ဝိညာဉ်အသက်ငယ်တလောက်ရက်ဆက်လုံးတဲ့အတွက်ဘင်ကိုစရိုက်တော့မဟုတ်တော့ဘူးလို့စိုက်ကိုလေးထဲလိုက်ပါတယ်အဲ့တော့ဝိညာဉ်လည်းကြာကြောင်သာငယ်ငယ်တည်းကလူသားသမားဖြစ်ပြိုးထောင်ပေးခဲ့ရင်မရက်ဆက်တတ်ခြင်းလဲ မရဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဒါရီယာလည်းဝိညာဉ်အတွက်နေသားကြနေခဲ့ပါပြီဒါပေမဲ့ကျန်တော့ဝိညာဉ်ဒီလိုမိန်းနာငယ်ပြီးတော့လူသားသမားမလုပ်ဖို့ရွေးချယ်ခွင့်ရှိသေးတယ်လို့ထပ်ထည့်လိုက်ပါတယ်အဲဒါကြောင့်ဝိညာဉ်တာမန်လူကြောက်ဖြစ်နေရွေးချယ်နေထိုင်ဖို့ရာသီကြောင်းကိုကျန်တော့ပြောပါတယ်ပြီးတော့သွေးနဲ့သားနဲ့ပြောရွှေမှုဝမ်းနည်းမှုတွေရှိတယ်တာမန်လူကြောက်ဘွားကဝိညာဉ်အကူဘွားတဲ့ဆိုင်အများကြီးပိုကောင်းတာကိုသိမှာပါလို့ပြောလိုက်ပါတယ်ဝိညာဉ်တော်ကျန်တော့သူ့ဒီလိုအားနည်းချက်တွေကိုကင်ပြီးတော့ဖြောင်းပြမနေဖို့ပြောလိုက်ပါတယ်ဝိညာဉ်တော်သူပြန်လာတဲ့အချိန်မှာကျန်တော့အကြောပြောစီကိုမစားသေးရင်ကျန်တော့တတ်ပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ် ဒါကြောင့်ဝိညာဉ်ပေါင်ချိန်ထားမှုကြံကြောင်းတာသိရင်ဒီဒုက္ခကိုကျော်ဖြတ်နိုင်မလားဆိုတာကြံကြောင်းသီးခွင့်အောင်ရမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။တပတ်မှတော့မင်းကြီးကလည်းကြောက်ရှမ်းစီကကြားပြီးတော့တမန်ချိန်ဘရောပြေးမှလဲလို့အလံတကြားနဲ့မေးလိုက်ပါတယ်။ကြောက်ရှမ်းတော့မနှက်ပြန်ကြော်လို့မှကုန်းစွန်းချဲကသူ့အကြောင်းလေးလာပြီးတော့မဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင်တော့ပေါင်လူကြီးမင်းမှလူလူလိုပါဆိုပြီးတော့ကိုမြတ်ခံမှလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မင်းကြီးလည်းအမှုအခုလိုဖြစ်နေချိန်မှာဘာတောင်သူ့ကိုရှောက်တင်မဲ့သူမရှိတာလဲလို့ကြောက်ရှမ်းကိုမေးလိုက်ပါတယ်။ကြောက်ရှမ်းတော့နန်းတော်ရဲ့အုပ်ချုပ်ရေးစနစ်ရတတရားအဆင့်ထက်မူမတ်တွေ ရာဇဝဲမှုကျူးလွန်တဲ့ရာထူးရဲ့အဆိုင်မီမှမင်းကြီးကိုရှောက်တင်ရတဲ့အစင်လာရှိတောင်းကိုရှင်းပြလိုက်ပါတယ်။ပြီးတော့တမတ်ချိန်မပြေသေးသေးကအမှုတွဲမှာပေါင်းချိန်ပါဝင်နေဆိုတာတတ်မှတ်လို့မရသေးတဲ့အတွက်မင်းကြီးကိုမရှောက်တင်ခဲ့တဲ့အမှုတန်းမှာတာဝန်မဲမှုမရှိပါဘူးလို့ပြောလိုက်ပါတယ်။အဲတော့မင်းကြီးလည်းဒါသူကြောက်ရှံ့ဘာလို့သူ့ကိုလာပြီးတော့အတိလာပေးရလဲလို့မေးလိုက်ပါတယ်။ကြောက်ရှံ့တော့ပေါင်းလို့ကျင်းရတိုင်းမီပေါ်မှာသစ္စာကြည့်ပြီးတော့မင်းကြီးရဲ့အားထားတဲ့ movement တယောက်ပဲလို့ပြောလိုက်ပါတယ်။ဒါတော့မင်းကြီးကပေါင်းလို့ကျင်းပေါ်ထားတဲ့ယုံကြည်လေးထားမှုကိုညီလာငယ်တစ်ခုလုံးကသိတယ်လို့ကြောက်ရှံ့ထပ်ပြောပါတယ်။ ီလိုကြောက်ချက်ကဒီကိစ္စကိုမင်းကြီးစီကိုရှောက်တင်တဲ့အချိန်မှာပေါင်ကြီးမျိုးကိုကဲတင်ခြင်းလို့ရှိရင်နောက်ကျသွားမှာဆိုလို့အခုလိုလာပြောတာဖြစ်ကြောင်းကိုရှင်းပြပါတယ်။အားကြောင့်မင်းကြီးလည်းအကိုတော်ကြောက်ချက်လိုလုံးမှတော့ညီလာခံစနစ်ကိုပြက်မအောင်စိတ်မပူမီဘူးလားလို့မေးလိုက်ပါတယ်။ကြောက်ချက်လည်းဒီလိုကြောင့်ပဲကိုကြီးကိုတော်အကြောင်းပြပြီးတော့နန်းနွေဝင်ငွေကိုတောင်းခဲ့ရတာဖြစ်တာပဲလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့မင်းကြီးကတော့သူကိုယ်တိုင်ပေါင်ချင်းကိုကဲတင်ခြင်းနဲ့ဆိုရင်အထူးကွင်းလုံးခွင့်အမိန့်တော်ချမှတ်ရမယ်လို့ပြောနေပါတယ်။ကျောင်းဆိုင်တော်ထူးကွင်းလုံးခွင့်မိန်ကပေါင်လူကြီးမင်းကိုကဲတင်နိုင်နေဆိုမဲ့နောက်ဆက်တွဲပြဿနာတွေကဖြေရှင်းအားကတ်လိုက်မယ်လို့ပြောလိုက်ပါတယ် ဒါတော့မင်းကြီးလည်းကြောက်ရှမ်းအကြမ်းကြမ်းအောင်နားထောင်ကြည့်တင်တယ်လို့မေးလိုက်ပါတယ်။ကြောက်ရှမ်းတော့ဒီကိစ္စအရင်ကိုရေးကြည့်တဲ့အတွက်မင်းကြီးကိုအရင်သတိပေးဖို့ပဲသူ့အနေနဲ့တတ်နိုင်တယ်လို့ပြောပါတယ်။ဒါတော့အထူးကင်းလုံးခွင့်အမိန်ချမချောက်တော့သူကိုယ်တိုင်ဆုံးဖြတ်မပြီးရဲပါဘူးလို့ကြောက်ရှမ်းထပ်ပြောလိုက်ပါတယ်။အဲတော့မင်းကြီးလည်းဒီကိစ္စအရေးကြီးတဲ့အတွက်သူ့ကိုအချိန်ပေးစဉ်းစားခိုင်းဖို့တောင်းဆိုလိုက်ပါတယ်။ဒေါ်နဲ့ကြောက်ရှမ်းလည်းမင်းကြီးဆုံးဖြတ်ချက်မချသေးပဲဒေတာစဉ်းစားမယ့်အကြောင်းကိုဖေဖေသူဦးကြီးတော်ရှိကိုပြန်ပြီးတော့ပြောပြလိုက်ပါတယ်။ဒါတော့ဦးကြီးတော်လည်းရှင်မင်းကြီးကဒီလိုအချိန်နှိမ်မှာရင်ဆိုင်မှုအသေးစိတ်သုံးသပ်ပြီးတော့ ်တတိသားလုံးဆောင်နေတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ကြောင်ရှမ်းတို့မင်းကြီးကတိုင်းမျိုးအုပ်ချုပ်တဲ့သူဖြစ်တာကြောင့်ထူးခြားမဲ့နေရာကောင်းကိုပိုင်ဆိုင်ထားတဲ့အတွက်အဆင်ပြေမှာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦတော်ရှိကတော့အချိန်မင်းကြီးကလောကောင်ကိုပိုင်ဆိုင်မဲ့တချို့အချိန်တွေမှာတော့ကြားသူတွေထက်ပိုပြီးအထီးကျန်ကိုကိုရမဲ့နေမှာပဲလို့ပြောနေပါတယ်။အဲနောက်မင်းကြီးလည်းတိကျစဉ်းစားနေတော့မှဖန်မီပြားကလာတွေ့ပါတော့တယ်။ဖန်မီပြားနဲ့မင်းကြီးအစဉ်စားကြီးစဉ်းစားပြီးတော့ဆုံးဖြတ်ချက်မချနိုင်တာဘာကိစ္စများလဲလို့မေးလိုက်ပါတယ်။အဲနောက်မင်းကြီးလည်းပေါင်လူကြီးမြဲကိစ္စကိုဖန်မီပြားပါတိညာလားလို့ပြန်မေးလိုက်ပါတယ်။ ဖမ်မီပြတော့မူမတ်ကြီးရာရှေမင်းကြီးကိုနောက်ဆက်မပေးရိမ့်မယ်အနောက်ဆောင်မှာတော့တရင်တွေကပြန့်နေတဲ့အကြောင်းလာပြီးတော့ပြောပါလိအားကြောင့်မင်းကြီးရင်ဆိုင်ခန့်နေတဲ့ကိစ္စတွေဖြေရှင်းရတော့မှသိလို့မင်းကြီးတို့ပူပန်မှုတွေကိုမျှဝေပေးနိုင်လားဆိုတာစမ်းကြည့်ကြလဲလို့ဖမ်မီပြအထပ်ပြောလိုက်ပါလိမင်းကြီးကတော့မြင်းမြတ်တဲ့အရှင်ဘီရင်ဖြစ်ပေမဲ့တခါလီမှာအနောက်ဆောင်ကမိဖုရားမောင်းမတွေလောက်တောင်အမင်းဆူးရှာမနေပါဘူးလို့ပြောလိုက်ပါလိဖမ်မီပြတော့သူ့ဝင်မပါစေခြင်းဘာမှမပြောဘဲသူထိုင်ပြီးတော့ပဲနားထောင်နေပါမယ်လို့ပြောလိုက်ပါလိ မင်းကြီးကတော့ family ပြားရောက်လာကသူ့အတွက်ပိုးအဆင်ပြေပြီးအတူဆွေးနွေးဖို့အတွက်လူတယောက်တကယ်လိုအပ်နေတာပါလို့ပြောပြလိုက်ပါတယ်။တပတ်မှာတော့ဦးတော်ကမင်းကြီးဒီကိစ္စကိုသိသွားတာကြောင့်ဘယ်လိုဆုံးဖြတ်မလဲလို့သာစောင့်ကြမယ်လို့ပေါင်လူကြီးမင်းကိုလာပြီးတော့ပြောပြနေပါတယ်။ပေါင်လူကြီးမင်းကတော့သူကဂျေဆုကိုမခံယူခြင်းလုံးမဟုတ်ပေမဲ့ကြောက်ရှမ်းရလို့ရကြောင်းမင်းကြီးကိုအခက်ခဲဖြစ်သွားစေနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ဦးတော်ကတော့တမတ်ရက်ကမကြခင်ပြေတော့မှဖြစ်လို့ကိုသိရင်ကိုတူးနေတဲ့ပေါင်လူကြီးမင်းကိုဒေါသထွက်လို့နေပါတယ်။ပေါင်လူကြီးမင်းကတော့သေချင်တာကြောင့်မဟုတ်ပဲ မင်းကြီးဘယ်လိုပဲဆုံးဖြတ်ချက်ချချမကောင်းတဲ့နောက်ဆက်တွဲတွေကဖြစ်လာမှာပဲလို့ပြောလိုက်ပါတယ်။ပေါလိမင်းကတော့မင်းကြီးသားသူ့ကိုလှုပ်ပေးလိုက်ရင်တိုင်းပြည်ဥပဒေကမတည်ငြိမ်နိုင်တော့သလိုမလှုပ်ပေးပြန်ရင်လည်းမြစ်တာတရားမရှိဘူးဆိုတော့အပြစ်တင်ခံရနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မင်းကြီးရင်ဆိုင်နေရတာကရွေးချယ်ရခဲ့တဲ့အခြေအနေမျိုးမဟုတ်ပဲဘယ်လိုပဲဆုံးဖြတ်ချက်ချချမားနေရဆိုတာပဲဖြစ်လာလိမ့်မယ်လို့ပေါလိမင်းကပြောလိုက်ပါတယ်။ဦးကြီးတော်ကလည်းသူ့ဘာကြောင့်ဒီချက်ကိုမတွေးမိခဲ့တာပါလိမ့်လို့စဉ်းစားနေပါတယ်။အဲဒါကြောင့်ဦးကြီးတော်ကကျောင်းရှင့်ဘာလို့များမင်းကြီးကိုဆုံးဖြတ်ချက်အမှားချစေခြင်းနဲ့ဒီလိုမျိုးလောက်ရတာလဲလို့ပြောလိုက်ပါတယ်။ ဘောင်လုံးကြီးမင်းကကြောက်ရွံ့ဦတော်စားတောင်းဝင်မြဝေပြီးတော့ဘောင်လုံးကြီးမင်းကိုဒုက္ခနဲ့ကယ်တင်ချင်တာပါပဲလို့ပြန်ရှင်းပြပေးပါတယ်။ဒါမှမဟုတ်ဦတော်ရှိကတော့ဒီကိစ္စကိုမင်းကြီးကိုရှောက်တင်ပြီးဖြစ်လို့မင်းကြီးဘယ်လိုဆုံးဖြတ်မလဲဆိုတော့ပဲကြည့်ရတော့မယ်လို့ပြောလိုက်ပါတယ်။ဘောင်လုံးကြီးမင်းကတော့မင်းကြီးကိုကိုကိုအချင်းကြက်ထဲမရောက်စေဖို့မျှော်လင့်တယ်လို့ပြောနေပါတယ်။ဒါမှမဟုတ်မင်းကြီးကဖမ်မီပြားကိုယင်ဖွင့်ပြီးတော့သူပါဆက်လို့ရမလဲဆိုတော့ကိုတိုင်ပင်လိုက်ပါတယ်။ဖမ်မီပြားကတော့သူကတိုင်ပြားတွေတိတ်ပြီးတော့နားမလဲတာကြောင့်မိမတယောက်အနေနဲ့ပဲထင်မြင်ချက်ပေးနိုင်လိမ့်မယ်လို့ပြောပါရီပြီးတော့ဖမ်မီပြားကသူ့မှာပေါင်လူကြီးမင်းရဲ့အသက်ကယ်ခဲ့တဲ့ဂျေဇူးရှိတဲ့အတွက် သူရဲ့ဆန္ဒတိုင်းသာဆိုတော့ပေါင်လူကြီးမင်းကိုကင်းလွခွင့်ပေးဖို့မျှော်လင့်ပါတယ်လို့ရှင်းပြပြောလိုက်ပါတယ်။ဒါမဲ့ဖမ်မီပြားကပေါင်လူကြီးမင်းနန်းတွင်းဝင်ပြီးတော့ဒီမှုကိုစစ်ဆေးတော့အရာအလုံးကိုဥပဒေပေါင်းတွင်းကနေလှုပ်သွားတာပဲလို့ပြောပြလိုက်ပါတယ်။အဲဒါပေါင်လူကြီးမင်းရဲ့စိတ်ထဲမှာဥပဒေမှာချွင်းချက်ဆိုတာနည်းနည်းလေးမှမရှိရဘူးလို့သူကယူဆထားမှလို့ဖမ်မီပြားကထပ်ပြောလိုက်ပါတယ်။မေရီကလည်းပေါင်ချေကသူ့ရှိမှတော့နည်းနည်းမှတွန်းဆုံမှုမရှိပဲဥပဒေရပြောဆိုလုပ်ကိုင်သွားတာပဲလို့ပြောပြပါတယ်။ဒါကြောင့်ဖမ်မီပြားကမင်းကြီးကဘာကြောင့်ပေါင်လူကြီးမင်းရဲ့ရှူထောင်းကနေပြီးဒီကိစ္စကိုမကြည့်ကြည့်တာလဲလို့မေးလိုက်ပါတယ်။ ဖမ်မီပြားလိုက်တကယ်လို့မင်းကြီးကပေါင်လူကြီးမင်းဆိုရင်အခုလက်ရှိအခြေအနေကိုကင်းလုံးခွင့်နဲ့အသက်ရှင်နေမလားဒါမှမဟုတ်တိုင်းပြည်ရဲ့ဥပဒေတိတ်ခါကိုကာကွယ်သွားမလားလို့မေးလိုက်ပါတယ်မင်းကြီးကလည်းအဲ့ဒါနှစ်ဖက်ကိုရွေးရခဲ့တဲ့ပုံစံလိုပဲလို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဖမ်မီပြားလည်းမင်းကြီးရွေးရခဲ့တဲ့ပုံစံကိုပေါင်လူကြီးမင်းကိုယ်တိုင်ပဲရွေးချယ်ခိုင်းလိုက်ပါလားလို့အကြံပေးလိုက်ပါတယ်တပတ်မှာတော့ဝိညာဉ်ပြောင်းလာတဲ့အချိန်မှာကျန်တော့အစာနဲ့ရေတွေကိုအကုန်လုံးစားတောက်ထားတာကြောင့်ကျန်တော့အမိန်နာကန်အောင်လုံနိုင်တာသူပဲရှိတယ်ထင်တယ်လို့ပြောနေပါတော့တယ်ဒါပေမဲ့ဝိညာဉ်ကတော့ဘာလို့ကျန်တော့သူစကားကို တလောက်တောင်နားထောင်ရလဲလို့မေးနေခဲ့ပါလေ။ကျန်တော့သူကြောပြော့စီအတင်းတိုင်းမှာကိုကြောက်တာလားဒါမှမဟုတ်တက်မှာကိုကြောက်တာလားလို့ဝိညာဉ်မေးလိုက်ပါလေ။ကျန်တော့ကလည်းသူ့တက်မှာဘယ်တော့မှမကြောက်ဘူးလို့ပြန်ပြောလိုက်ပါလေ။ပြီးတော့ကျန်တော့ကတိုင်းလောကမှာကျင်းလည်လာကြပြီဖြစ်လို့သူမမြင်ဘူးတဲ့ရက်ဆက်တဲ့လောက်ရဲ့ဆိုတာမရှိပါဘူးလို့ဝိညာဉ်ကပြောပြပါလေ။ကျန်တော့တော့ပေါင်လူကြီးနောက်ကိုလိုက်ပြီးတဲ့ကမကောင်းကြံမှုတွေဘောင်းဆောင်ကြုံတွေ့ဘူးတဲ့လို့ရှင်းပြလိုက်ပါလေ။ဒါတော့ကျန်တော့ကသူ့ရဲ့ရင်ထဲကပေတန်းနဲ့တိုင်းပြီးတော့တန်တယ်လို့ထင်သူ့ရဲ့ရေနာသားနဲ့ သွေးနဲ့ဓာတ်တောင်နဲ့မီးပင်လည်းကြော်ဖြတ်ပြီးတော့စစ်တီထောင်တောင်းနေတောင်ရင်ဆိုင်ရပါစေလို့ကြိမ်ဆိုလိုက်ပါတယ်။ဂျန်တော်တော့အကုန်လုံးရင်ဆိုင်လိုက်မှဖြစ်လို့ဘယ်ရာကများသူ့ကိုကြောက်အောင်လုပ်နိုင်မှာလဲလို့မေးနေပါတယ်။ဒါတောင်ဝိညာဉ်လည်းဂျန်တော်ကဘာလို့တရားမှမကြောက်တာလဲလို့ပြန်မေးပါတယ်။ဂျန်တော်တော့လူစွာတရားမှပဲမလို့အတိတ်ပဲရှိရှိတရားရင်ဘာများကြောက်စရာရှိလို့လဲလို့ပြောလိုက်ပါတယ်။ပြီးတော့ဂျန်တော်ကအသက်ရှင်မှုတော့နှိမ်ချနေရရင်ဘာတောင်များအသက်ရှင်ရတာအတိတ်ပဲရှိမှလဲလို့ပြန်ပြီးမေးခွန်းထုတ်လိုက်ပါတယ်။အဲတော့ဝိညာဉ်လည်းဒီလိုသားဆိုရင်ဂျန်တော်ကဘာဖြစ်လို့အစားအသောက်တွေကအကျော်ပြော့စီကိုစားနေသေးလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ ကြံတော်တော်လက်ရှိခြေနေကိုရင်ဆိုင်ပြီးတော့ခိုင်ဖုံးပြန်သွားနိုင်မှုမျှော်လင့်ချက်လေးတမြင်တော့ရှိနေသေးတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကြံတော်ကဓာရီအကုန်လုံးကပေါင်လုံးကြီးမြင့်အတွက်ပဲလှုပ်တာလို့ပြောလိုက်ပါတယ်။အာလံဝိညာဉ်နဲ့ပေါင်ချင်းကကြံတော်ရဲ့ရင်ထဲကပေတံကထိုက်တန်တယ်လို့ထင်တာလားလို့မေးလိုက်ပါတယ်။ဝိညာဉ်တော်ပေါင်ချင်းကနန်းရွေးမှုမှတယောက်ပဲလို့ပြောတာကြောင့်ကြံတော်လည်းပေါင်လုံးကြီးမြင့်ကနန်းရွေးမှုမှဆိုတာထက်ကိုအများကြီးပိုတယ်လို့ပြောလိုက်ပါတယ်။ကြံတော်တော်ပေါင်လုံးကြီးမြင့်ဆိုတာပြည်သူတွေမျှော်လင့်နေကြည်လင်နဲ့ကောင်းကင်ကြီးပဲလို့ရှင်းပြပါတယ်။အာကြောင့်နန်းရွေးမှာသာပေါင်လုံးကြီးမြင့်ရှိနေဘယ်နေရာမှာပဲငက်ပြအနိုင်ကျင့်ခံမှုတွေရှိရှိ တရားမမျှတမှုတွေခံစားရတဲ့ပြည်သူတွေမှာမျှော်လင့်ချက်ရှိလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ကျန်တော့တနေ့မှမတရားမှုတွေပေါ်ပြီးတော့အပြစ်ကင်းကြောင်းပေါ်လာဖို့မျှော်လင့်တယ်လို့ပြောလိုက်ပါတယ်။ကျန်တော့လဲဝိညာဉ်အမိန်ပေးတဲ့သူဘသူဘွားနဲ့ပေါင်လူကြီးမင်းနဲ့ဘလို့ညှို့တွေရှိနေလဲသူမသိပေမဲ့ပြည်သူတွေချစ်မြတ်လို့လေးစားတဲ့ရာရှိကောင်းတယောက်ကိုဒုက္ခမပေးသင့်ပါဘူးလို့ပြောလိုက်ပါတယ်။အားလုံးဝိညာဉ်အမိန်ကိုပို့တော်မှမနာခံသင့်တဲ့ပြင်အဲ့လူရဲ့လက်နက်အနေနဲ့ပေါင်လူကြီးမင်းကိုထိခိုက်အောင်မလုပ်သင့်ပါဘူးလို့ပြောလိုက်ပါတော့တယ်။ကျန်တော့လဲပေါင်လူကြီးမင်းသားတစ်ခုဖြစ်မယ်ဆိုရင်တရောကလုံးကပြည်သူတွေဟာ ကြည်လင်းတဲ့ကောင်းကင်ကိုတွေ့ရတော့မှမဟုတ်ပဲဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပြန်ပါလေ။ဝိညာဉ်တော့သူကလူသားသမားပဲလို့ပြောလိုက်တာကြောင့်ကြံကြောင်းတော့အသွေးနဲ့သားနဲ့အသက်ရှိနေလူလိုနေလို့ရပါတယ်လို့ထပ်ပြောပါလေ။ဝိညာဉ်တော့ပေါင်လူချင်းမြတ်အတွက်ကြံကြောင်းကဘလို့တန်ကြီးကိုမဆိုပေးပြီးတော့ပေးစမ်းမယ်ဆိုတော့မယုံနိုင်ဘူးလို့ပြောလိုက်ပါလေ။ကြံကြောင်းတော့သူတသက်ဘသူ့မှာတောင်းပန်ခဲ့ဘူးတာမရှိပေမယ့်ပေါင်လူချင်းမြတ်အခုတော့ဝိညာဉ်ကိုသူတောင်းပန်နေခဲ့ပါပြီ။ကြံကြောင်းကဝိညာဉ်ကိုခါခါရဒူးထောက်တောင်းပန်ပြီးသူ့ကိုခိုင်ဖုံးကိုပြန်ခွင့်ပြုပါလို့တောင်းပန်လိုက်ပါလေ။တပတ်မှာတော့ပေါင်လူချင်းမြတ်ကိုမင်းကြီးကနန်းနွေးဝင်မုံစင်းခေါ်လိုက်တဲ့အတွက် နန်းတွင်ကိုလာပြီးတော့တွေးခဲ့ပါလိမ့်။မင်းကြီးကတော့ဆရာကုန်းစွန်စစ်တီအမြင့်စင်းခိုးမှုအတွက်ပေါင်လူကြီးမင်းကိုဆင့်ခေါ်လိုက်တာပဲဖြစ်ပါလိမ့်။မန်ချိုဒီဝမ်ကတော့ဒီနေ့ကတတ်မှတ်ချိန်ရဲ့နောက်ဆုံးရက်ဆိုတော့မင်းကြီးအသီးတဲ့အတွက်မနက်မြန်မနက်အတွက်စဉ်းစားနေတာပဲလို့ပြောပြလိုက်ပါလိမ့်။ပေါင်လူကြီးမင်းကတော့တတ်မှတ်ရဲ့မပြေသေးပဲနဲ့မင်းကြီးကိုဘာလို့နောက်ဆက်နေရတုံးလို့ပြောလိုက်ပါလိမ့်။မင်းကြီးကတော့ပေါင်ချိန်ကိုနန်းတွင်ဆင့်ခေါ်ရတဲ့ရွေးချက်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုညီလာခံလူတွေသိစေဖို့ပဲလို့ပြောလိုက်ပါလိမ့်။ပေါင်လူကြီးမင်းကတော့သူ့ကိုမင်းကြီးမဆုံးဖြတ်ပေးရင်လေတရားဥပဒေအရရှင်းမဲဆိုရင်တော့ သူ့မှာဘာမှစောဒကာတက်စရာမရှိပါဘူးလို့ပြောလိုက်ပါလိမ့်။မင်းကြီးကတော့အဲ့လိုမျိုးဂီးမဆိုင်ပဲပေါင်ချင်းဟာသူအားထားသူမူမတ်တွေကတယောက်ဖြစ်တာကြောင့်ဒီနေ့တွေထဲမှာပေါင်လုံးချင်းမင်းသားမရှိရင်သူဘယ်လိုလုပ်ပြီးဒီအခက်အခဲတွေကိုကြော်ဖြတ်နိုင်မှာတုံးလို့ပြောလိုက်ပါလိမ့်။အဲကြောင့်မင်းကြီးကမနှက်ဖြံမှာပေါင်လုံးချင်းမင်းကအလိုတူလိုပါဆိုပြီးတော့ခေါင်းဖြတ်ကွတ်မြတ်ခံမှာဖြစ်လို့မင်းကြီးဟာတားဆုံရှင်ပြန်တယောက်အနေနဲ့အပြစ်ကိုကင်းလွခွင့်ပေးမှာပဲလို့ပြောလိုက်ပါလိမ့်။ဒါပေမဲ့ပေါင်လုံးချင်းမင်းကတော့အဲ့ဒါကိုလုံးဝလက်မခံပါဘူး။ကြောင်ရင်ကတော့မင်းကြီးသားသူ့ကိုကင်းလွခွင့်ပေးလိုက်ရင်နောက်ဆက်တွဲတွေဘာတွေဖြစ်လာမလဲဆိုတာသိရတဲ့ ဘာလို့กินလို့ခွေးပေးလို့ဖြစ်မလဲလို့ပေါင်လူကြီးမင်းကစောရကတက်ပါလေမတ်ထုတ်ကြီးဝမ်းလဲမင်းကြီးကဆုံးဖြတ်ပြီးနေဖြစ်လို့ပေါင်လူကြီးမင်းကိုဖြောင်းပြပါလေဒါပေမဲ့ပေါင်လူကြီးမင်းကတော့မရပါဘူးမင်းကြီးရဲ့အမိန်ကိုပြန်ယုံသိမ်းမေးဖို့ပြောလိုက်တာကြောင့်မင်းကြီးလည်းဒေါသပုံထားသွားပါတော့တယ်ပေါင်လူကြီးမင်းလည်းသူတတ်တိလွန်ခဲ့တာမှန်ပေမဲ့တိုင်းပြည်ရဲ့ဥပဒေနဲ့စန့်ကျင်တဲ့အမိန်မျိုးမှာပေးသိမ်းဘူးလို့အသက်နဲ့ရင်းကပြောလိုက်ပါလေအားကြောင့်မင်းကြီးကလည်းတကယ်လို့သူသားအမိန်ကိုပြန်မယုံသိမ်းဘူးဆိုရင်ဘာဖြစ်မလဲသိကျင်တယ်လို့ပြောလိုက်တာပါပေါင်လူကြီးမင်းကတော့အဲ့လိုသာဖြစ်လာရင်လေ မင်းကြီးကအကျိုးကြောင့်မစင်ချင်းနဲ့မင်းဆိုမင်းညာဖြစ်သွားမှာဘို့လို့ပြောလိုက်ပါတော့တယ်။အမန်ထိုးကြီးဝန်ကတော့ဂျားတဲ့ကတောင်းပန်ပေးနေပြီမဲ့ပေါင်လူကြီးမင်းကမင်းကြီးကိုပုံကန်တဲ့အပြစ်ကိုသာခံယူပြစ်လိုက်မယ်။ဒီလိုမျိုးဥပရိရဲ့ဂုံသိက္ခာတော့မပြတ်ကွက်နိုင်ဘူးလို့ပြောလိုက်တာပါ။အဲတော့မင်းကြီးကပေါင်ချင်းရဲ့သဘောတရားကိုနားလေသွားပါတော့တယ်။ပေါင်လူကြီးမင်းကမင်းကြီးရဲ့ဒေါသကိုစွာပေးပြီးတော့ပုံကန်မှုနဲ့တေးတံပေးအောင်လုပ်နေမှန်းကိုသူသိသွားပါတယ်။မင်းကြီးကတော့ပေါင်လူကြီးမင်းအဲ့လိုလောက်တာနှုတ်နှစ်ဖက်အစင်ပြေမယ်လို့မောင်မင်းထင်သလားလို့မေးလိုက်တာပါ။ပြီးတော့မင်းကြီးကပေါင်လူကြီးမင်းကမင်းမူရန်တယောက်နေနဲ့ အသေးခံပြီးတော့သူ့တို့ကဖြည့်ဆည်းပေးဖို့စဉ်းစားနေတာပဲလို့နားလေသွားပါလေအားကြောင့်မင်းကြီးကတားဆုံးပြီးအုပ်ဆိုးတဲ့ဘရင်တယောက်နေနဲ့တိုင်းပြည်အခြေခံကိုလှုပ်ခတ်စေပြီးတော့တိုင်းပြည်ပေါ်သစ္စာရှိတဲ့တိုင်းပြည်ဒေါက်တိုင်ကိုကယ်တင်လို့မဖြစ်တော့ဘူးလားလို့မေးလိုက်ပါလေမင်းကြီးလည်းပေါင်လူကြီးမင်းကိုအထူးကင်းလို့ခွင့်ပေးတာဟာပေါင်လူကြီးမင်းစီကသဘောတူညီချက်ကိုယူနေစရာမလိုဘူးလို့ထပ်ပြောလိုက်ပါလေအားကြောင့်ပေါင်လူကြီးမင်းဘလို့ပဲလက်မခံဘူးဆိုရင်တော့မင်းကြီးကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်တော့ဘူးလို့ထပ်ပြောလိုက်ပါလေမင်းကြီးလည်းမတ်ချုပ်ကြီးဝမ်ကိုသူ့ရဲ့အမိန့်စာကိုချိန်နာဖို့ပြောလိုက်တဲ့အချိန်မှာ ေါင်လူကြီးမင်းကတားလိုက်ပါလေပြီးတော့ပေါင်လူကြီးမင်းကရှင်မင်းကြီးမိန်ချမှန်ပါအောင်သူမတားနိုင်ပေမဲ့သူ့ကိုအပြစ်ကင်းလို့ခွင့်ပေးလိုက်တဲ့အချိန်ထဲမှာပဲသူ့ကိုသူတတ်သေးတဲ့နီလာနဲ့အပြစ်တွေကိုခြေဖြတ်ပြီးတော့မင်းကြီးရဲ့ကျေးဇူးကိုဆက်သွားမှာဖြစ်ကြောင်းကိုပြောလိုက်ပါတော့လေအဲဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာတော့မတ်ချုပ်ကြီးဝန်လဲဖြစ်ပြခဲ့တဲ့အကြောင်းစုံဦးကြီးတော်လာပြီးတော့တင်ပြပါတော့လေမတ်ချုပ်ကြီးဝန်လဲပေါင်လူကြီးမင်းခေါင်းမာတာကိုလူတိုင်းသိတာကြောင့်အဲ့လိုပြောရင်တေချာပေါက်လုံးမှာတေချာနေတယ်လို့ပြောလိုက်ပါတယ်မတ်ချုပ်ကြီးဝန်လဲမင်းကြီးကင်းလို့ခွင့်ပေးတာတော့မတတ်နိုင်တဲ့အတွက် မင်းကြီးကနောက်ဆုံးမှာပေါလူကြီးမင်းသဘောပဲလိုက်လျောလိုက်ရအကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်ဦးကြီးတော်ရှင်းလဲဒီလိုဖြောင်းမတ်တဲ့လူတယောက်ကဒီလိုကိစ္စကြောင့်အသက်ဆုံးရှုံးလိုက်ရမှာကိုစိတ်မပူပဲဘလို့လုံးနေနိုင်မှာတုံးလို့ပြောပါတယ်။မတ်ထုတ်ကြီးဝန်ကတော့မနှက်ပြန်မှာနန်းရင်းကိုကိုးစားပြုပြီးခိုင်ဖုံးကိုသွားရမယ်လို့ရှင်းပြပါတယ်။ပြီးရင်တော့မတ်ထုတ်ကြီးဝန်ကပေါလူကြီးမင်းရာထူးကိုဖယ်ရှားလိုက်ပြီးတော့မင်းကြီးပြောထားတဲ့အတိုင်းပြမှုဆိုင်ရာလက်ထောက်ဝန်ကျူးချွန်ကိုခိုင်ဖုံးရုံတော်တရားသူကြီးမင်းခိတ္တတာဝန်ယူပေးဖို့အမိန်ပေးရမယ်လို့ပြောလိုက်ပါတယ်။အိုင်နာမသာဝင်ကြီးဌာနချုပ်ကနေပြီးတော့ တာဝန်ထမ်းဆောင်မှုလူစင်လွတ်လိမ့်မယ်လို့ထပ်ပြောပါတယ်။ဦးလော်ရှိကတော့စိတ်မကောင်းနေဖြစ်ပြီးပေါင်လင်ကြီးမင်းကိုယာရုကဖယ်ရှားလိုက်တဲ့အချိန်မှာပဲဖမ်းဆုပ်လိုက်မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အမန်းချုပ်ကြီးဝမ်ကတော့တသမတ်တည်းဖြစ်စေဖို့အတွက်ဂျူးချွန်ပေါင်လင်ကြီးမင်းကိုခိုင်ဖုံးကအချုပ်ထဲကိုထည့်လိုက်မယ်လို့ပြောပြပါတယ်။အားလုံးဦးတော်လည်းပေါင်လင်ကြီးမင်းကိုအချင်းချပြီးဘယ်ချိန်တိကျမှကိုမျက်မှားလဲလို့မေးလိုက်ပါတယ်။မန်းချုပ်ကြီးဝမ်လည်းဒီမှုဟာစေအေးချက်လက်တွေပါနေရာကြောင့်စီဝရီရတော့ပေါင်ချင်းကိုအမြန်ဆုံးပြစ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲတော့ပေါင်လုံးကြီးမင်းကိုကျင်းချပြီးချိန်ကနေစပြီးတော့ပြစ်ဒဏ်ပေးချိန်ထိ တရက်တညမကြော်ဟာဘူးလို့အမတ်ချုပ်ကြီးဝန်ကရှင်းပြလိုက်ပါတယ်ဦးရော်လည်းရသလောက်ထိအချိန်ဆွဲနိုင်မှုကြံစီတွေကိုစဉ်းစားနေတာပါအားကြောင့်မတ်ချုပ်ကြီးဝန်လည်းဦးရော်ပြောနေတဲ့တရက်တညအချိန်ကဘာအတွက်လဲလို့မေးလိုက်ပါတယ်ဦးရော်ရှိကတော့သူရောမတ်ချုပ်ကြီးဝန်မှာပေါင်လူကြီးမင်းကိုစ조사ပြီးတော့ကယ်တင်ကြပြီမဲ့ဘလို့မှမတတ်နိုင်ခဲ့တာကြောင့်ပေါင်ချင်းတွေကညီနောက်ဆုံးတရက်တညကိုမရယူပေးနိုင်ဘူးလားလို့မေးလိုက်ပါတယ်ဦးရော်လည်းသူမိတ်ဆွေပေါင်ချင်းမတရားခံရတော့မှဖြစ်လို့မျက်ရည်တွေကျပြီးတော့ဝန်နေနေတာပါ ။ဒါမှမဟုတ်လဲမင်းကြီးကပေါင်လူကြီးမင်းတလောက်ထိခေါင်းပါမယ်လို့မထင်ထားကြောင်ဖမ်မီပြားကိုပြောပြနေပါလေ။ဖမ်မီပြားလည်းဒါဟာပေါင်လူကြီးမင်းလေးစားစရာအကောင်းဆုံးချက်ဘသူနဲ့မှမတူတဲ့အချက်ပါပဲလို့ပြောလိုက်ပါလေ။ဖမ်မီပြားလည်းပေါင်လူကြီးမင်းဟာအသက်ကိုဆုံးရှုံးရရင်တော့ဥပဒေကိုကာကွယ်ဖို့လက်မလျှော့ဘူးလို့ပြောနေပါလေ။ရှင်မင်းကြီးကတော့ပေါင်လူကြီးမင်းကိုကင်းလွတ်ခွင့်ပေးရမလားဆိုပြီးတော့အကြက်ရိုက်နေပေမဲ့ပေါင်ချိန်ကတော့အစားထဲကအသက်ပေးဖို့ဆုံးဖြတ်ချက်ချပြီးနေပြီသားဆိုတာသူမထင်ထားဘူးလို့ပြောလိုက်ပါလေ။ဖမ်မီပြားတော့ပေါင်လူကြီးမင်းလို့ဥပဒေတိုင်းလိုက်နာတဲ့မူမတ်ကောင်းရှိလို့ လောကမှာမိမှုရန်နိုင်အတူစရာဖြစ်နေကြောင်းကိုရှင်းပြလိုက်ပါတယ်။ပြီးတော့သာနာသိရှိတဲ့မူရန်တွေအတွက်တွေးစရာဖြစ်ပြီးဥပဒေကိုသိရတဲ့ကျူးလွန်တဲ့ရှုံးသမားတွေကိုစိတ်မလုံးမလဲဖြစ်စီမှာပါလို့ပြောလိုက်ပါတယ်။ဖမ်မီပြားတော့မင်းကြီးကဘာအောင်မှဂီးမဆိုင်ပဲပေါင်လူကြီးမင်းကိုကင်းလုံးခွင့်ပေးချင်တာသူ့ပေါ်ထားတဲ့လေးစားမှုနဲ့စောင့်ရှောက်မှုကိုမြင်နိုင်နေပါပြီလို့ဖြောင်းပြလိုက်ပါတယ်။တပတ်မှာတော့ပေါင်လူကြီးမင်းကလက်ရှိမှာသူရင်ဆိုင်နေရတဲ့အခြေအနေကဝမ်ချောင်းမိုင်းကျန်းလုံးကြောက်တို့ကောင်းကောင်းတည်ပြီးသားဖြစ်လိမ့်မယ်လို့ပြောနေပါတယ်။အားကြောင့်ပေါင်လူကြီးမင်းကမနှက်ဖြန်မနှက်ဆိုရင် သူယာရုကဖေခမ်းပြီးတော့ချုပ်ထဲဝင်ရတော့မှလို့ပြောပြလိုက်ပါတယ်။ပြီးတော့ပေါလုံကြီးမင်းကတိုင်းပြည်ဥပဒေအရအပြစ်ပေးခံရတော့မှဖြစ်လို့အဲ့ဒီเจ้าကိုပြောပြတော့သူတို့၄ယောက်လုံးလန်သွားကြပါတယ်။ပေါလုံကြီးမင်းလည်းသူတို့၄ယောက်သူ့နောက်လိုက်လာနှစ်တွေလဲကြားခဲ့ပြီးတော့ခက်ခဲတွေပါရင်ဆိုင်ကြော်ဖြတ်ခဲ့ရတယ်လို့ပြောနေပါတယ်။ပြီးတော့သူတို့၄ယောက်ကပေါလုံကြီးမင်းအလုတ်ကိုနောက်ဆန်တင်းစရာမလိုအောင်လှုပ်ပေးကြတာကြောင့်အခုတော့အဆုံးသတ်ချိန်ရောက်လို့လူခွဲချိန်ရောက်ပြီလို့ပြောလိုက်ပါတော့တယ်။အဲအောင်ပေါလုံကြီးမင်းကသူတို့ကိုထွက်သွားချင်းထွက်သွားလို့ရပါတယ်လို့ပြောလိုက်တာပါ။ပြီးတော့မနေ့ပြန်မှာဆိုရင်ပေါလုံကြီးမင်းကခေါင်းနဲ့ခန္ဓာကိုယ်ရတော့မှဖြစ်လို့ သူတို့လေယောက်ဆက်နေလဲအကျိုးမထူးပါဘူးလို့ပြောပြလိုက်ပါတယ်။ဒါမဲ့သူတို့လေယောက်ကတော့ဆရာကုန်းစွန်းနဲ့ပေါင်လူချင်းမင်းကကြောက်ချခံရတဲ့အတွက်သူတို့လေယောက်ကာကွယ်ပေးပြီးတော့မြို့တော်ကနေထွက်ပြေးကြမယ်လို့ပြောလိုက်ပါတယ်။ပေါင်လူချင်းမင်းကတော့အဲ့လောက်ရက်ကမစင်မြင်လောက်ရက်ဖြစ်တာကြောင့်လုံးဝလက်မခံနိုင်ပါဘူး။ပေါင်လူချင်းမင်းကသူ့သက်ကိုယ်သာနှမျောရင်ထွက်ပြေးကြမလို့ပဲမင်းကြီးကိုယ်တိုင်ပေးတဲ့အထူးကင်းလို့ခွင့်ရအောင်သူကငင်းပယ်ခဲ့တာဖြစ်လို့ဘာလို့ဒီလိုထွက်ပြေးရမှာလဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ပေါင်လူချင်းမင်းအမှုကြောင့်အပြစ်ပေးခံတာသူတို့လေယောက်နဲ့မဆိုင်ဘူးလို့ပြောလိုက်တာပါ။ပြီးတော့ပေါင်လူချင်းမင်းယာရုကပယ်ခံပြီးတော့သူတို့လေယောက် ဆက်နေလို့မဖြစ်ဘူးလို့တခါတည်းပြောလိုက်ပါတယ်။ဒါမဲ့ဝမ်ချောင်းမန်းကျန်းလုံးကြောက်ဟူတို့ကတော့ပေါင်လူကြီးမင်းနဲ့အတူသူတို့အပြစ်ဒဏ်ကိုခံယူမယ်လို့ပြောပေမဲ့ပေါင်လူကြီးမင်းကလက်မခံပါဘူး။ပေါင်လူကြီးမင်းကသူတို့လေးယောက်တန်းငယ်ပြီးတော့အိမ်တော်လည်းမရှိသေးတဲ့အတွက်ထွက်သွားပြီးတော့လိန်မမလောကမှာနေပြီးအိမ်တော်မျိုးသားမွေးလုံးကြပါလို့မှားလိုက်ပါတယ်။ပေါင်လူကြီးမင်းကသူတို့လေးယောက်ရှိမှဖမ်းချုပ်ကျင်းချတာမျိုးမဖြစ်စေနဲ့လို့တခါတည်းပြောလိုက်ပါတယ်။ဒါမှမဟုတ်ဝိညာဉ်ကျန်းကောင်းစီလာပြီးတော့ခြေချင်းကိုဖြုတ်ပေးလိုက်ပါတယ်။ပြီးတော့ကျန်းကောင်းအတွင်းဟာပြန်မကောင်းသေးတာတော့ခိုင်ဖုံးရုံးတော့ချိန်မရောက်ပါမလား။ မသိပေမဲ့သူဒီလောက်ပဲကူညီနိုင်တယ်လို့ပြောလိုက်တာပါအဲနောက်ကြံကြောင်းရသလောက်အားနဲ့ထုံနေထုံနေအမြန်သွားခဲ့ပါတော့လေအဲနောက်မှာတော့မက်ထိုဒီဝမ်နဲ့ဂျူးလူကြီးမင်းတို့ရောက်လာပြီးတော့ပေါင်လူကြီးမင်းကိုလာတွေ့ခဲ့ပါလေမက်ထိုဒီဝမ်ကတော့နန်းတွင်ကိုစားပြူတယ်ပေါင်လူကြီးမင်းရာထူးကိုဖယ်ရှားပါလိမ့်မယ်လို့ပြောလိုက်ပါလေအဲတော့မက်ထိုဒီဝမ်ကဂျူးလူကြီးမင်းကိုခိုင်ဖုံးကျုံကတရားသူကြီးနေရာကိုခိတ္တတောင်းဝင်ဖို့အမိန်ပေးလိုက်ပါလေအဲနောက်ဂျူးလူကြီးမင်းကပေါင်လူကြီးမင်းကိုချုပ်တဲထည့်ပြီးတော့စီရင်မှုကိုစောင့်ဆိုင်ဖို့အမိန်ပေးလိုက်ပါလေဒါကြောင့်ပေါင်လူကြီးမင်းကိုခိုင်ဖုံးကျုံတော်ရဲ့အကျဉ်းအောင်ခေါ်သွားပါတော့လေ ီးတော့မတ်စုံဒီဝမ်ကခိုင်ဖုံးတော်မှာငကိုတောင်းဝင်ယူနေတဲ့မူတန်းတွေအားလုံးကိုလူလဲဖို့ကျူးလူချင်းမင်းကိုမှားပါတယ်။အဲနောက်ဦးတော်ရှိလဲပေါင်လူချင်းမင်းထောင်ထဲမှာဖမ်းချုပ်ခံရတာသိပြီးတော့စိတ်ညစ်နေခဲ့ပါတယ်။ဒါတော့တီမီပြားလဲကြောက်ဆန့်ပြောပြီးသားကိုဘလို့ဖြစ်ရတာလဲလို့မေးနေပါတယ်။ကြောက်ဆန့်လဲမင်းကြီးကကင်းလို့ခွင့်ပေးပေမဲ့ပေါင်လူချင်းကိုယ်တိုင်ကတတ်သိမယ်လို့အကြံခံလိုက်တဲ့အတွက်ဘာမှမတတ်နိုင်မဲ့အခုလို့ဖြစ်သွားအကြောင်းကိုပြောလိုက်ပါတယ်။ဦးတော်ရှိလဲထောင်ထဲသွားမတွေ့ရသေးသလိုပြောစရာစကားလဲမရှိဖြစ်နေပါတယ်။တီမီပြားတော့ပေါင်ချင်းနဲ့ဦးတော်ရှိကတငယ်ချင်းတွေဖြစ်တဲ့အတွက်တငယ်ချင်းရဲ့တာဝန်ကြီးတဲ့သဘောပဲလို့ပြောလိုက်ပါတယ်။ ဦးဦးတော်ကတော့ပေါင်ချင်းကတသက်လုံးတိုင်းပြီးဥပဒေကိုဥထိတ်ထားခဲ့တာကြောင့်အခုတော့အချင်းချပြီးတော့အပြစ်ကိုအစားခံယူနေရတာပဲလို့ပြောလိုက်ပါတယ်။ပေါင်ချင်းကိုယ်တိုင်လည်းမတွေးချင်လောက်သလိုသူလည်းမကြည့်ရတဲ့ကြောင့်ဦးတော်ကပြောပါတယ်။အားကြောင့်ဦးတော်ကတော့တငယ်ချင်းတို့တိတ်ဆိတ်ဆူတောင်းပေးပြီးပေါင်ချင်းခီးကိုလိုက်ပို့ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။ဒီမိပြားလည်းစိတ်မကောင်းဖြစ်ပြီးတော့ငိုကြွေးနေတာကြောင့်ကြောက်ရှမ်းတော့အမတ်ဆိုဒီဝမ်ခေါ်ထားတဲ့အတွက်ပေါင်လူချင်းမင်းစီသွားတွေ့ပြီးဦးတော်သဘောကိုသူပြောပြပေးပါမယ်လို့ပြောလိုက်ပါတယ်။ဒါဆိုတော့ပေါင်ချင်းအသေးတန်းကြားခံတော့မယ့်ချိန်မှာသူစီကိုစူးစမ်းလာနေရတဲ့ကြံကြောင်းဆရာကုန်းစွန်းနဲ့အိုက်ဟူတို့ရော ချိန်မီလာနိုင်မှမလားပေါင်လူကြီးမင်းရဲ့ဇာသိန်းကံကိုဘလို့ဖြစ်သွားမှာလဲနောက်ပိုင်းဒီမှာဆက်ကြည့်ရမှာပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်ဒီဆက်မှုကတော့လောက်ပါပဲနောက်နေ့မှပြည်သူတရားရှင်ပေါင်ချိန်အပိုင်းစာတွေကဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ် iRed Channel Subscribe လုပ်ဘေးနာအကောင်လုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့ပြောရင်းနဲ့ဒီနေ့မှအစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အတွက်ပေါ်ရောအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ မကောင်းတာလုပ်တဲ့ကောင်လေးမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ